ယေရမိအနာဂတိကျမ်းအခန်းကြီး38အငယ်1မှ28ထာဝရဘုရားမိန်တော်မူသည်ကဤမြို့ထဲမှနေတော်သူသည်ဓာဘီမုတ်သိမ့်ချင်းဘီကာလနာဘီတို့နှင့်သေလိမ့်မည်ခလဒဲလူတို့ဘက်သို့ထွက်သွားတော်သူသည်အသက်ချမ်းသာ၍လက်ရဥ္စာကဲ့သို့ကိုယ်အသက်ကိုရလိမ့်မည်ဟု၍၎င်းဤမြို့ကိုဘာဘူးလုံရှင်ဘီရင်ဤဘိုးချေလက်သို့ဆက်ဆက်အပ်၍ သူသည်တင်းယူလိမ့်မည်ဟု၍၎င်းထာဝရဘုရားမိန့်တော်မူ၏ဟုယေရမိသည် လူအပေါင်းတို့အားဟောပြောတတ်သောစကားများကို မတန်တာရှေဖတိပါရှုရတာဂီတလီ ရှေလမိတာယေဟုကလ မလခိတာပါရှုရတို့သည်ကြားသောအခါထိုမူမတ်တို့သည်ရှင်ဘီရင်ထံသို့ဝင်၍ဤသူသည်ဤသူသောစကားကိုပြောသည်ဖြင့်မြို့ထဲမှကြံ့ကျွင်းသေးသောစစ်သူရဲ့အစာရှိသောလူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏သူသည်ဤလူမျိုး၏အကျိုးကိုမပြုစုတတ်ဖြည့်ဆည်းတတ်ပါ၏ထိုကြောင့်သူကိုကုမြတ်ပါမိအကြောင်းအခွင့်တောင်းပန်ပါ၏ဟုလျှောက်လျင်ဇေတကိမင်းကြီးက ူသည်တင်တို့လက်၌ရှိ၏ရှင်ဘရင်သည်တင်တို့အလိုကို မစည်းတားနိုင်ဟုမိန့်တော်မူ၏ထို့အခါယေရမိကိုယူ၍ထာဝင်းထဲမှရှိသောသားတော်မာလခိ၏မြေတွင်၌ကျိုးနှင့်လျှော့ချကြ၏ထိုမြေတွင်၌ရေမရှိရွံ့သာရှိ၍ယေရမိသည်ရွံ့၌ကျုံလျက်နေ၏ထို့သူယေရမိကိုမြေတွင်း၌ချထားသောကြောင့်နန်းတော်အရာရှိဖြစ်တော်သူ ကုရှအမျိုးသား ဧပဒမေလက်သည်ကြားသိသောအခါရှင်ဘရင်သည်ဘေးရင်မင်းတကားဝ၌ထိုင်နေတော်မူစဉ်တွင် ထိုသူသည်နန်းတော်ထဲကထွက်၍အထံတော်သို့သွားပြီးလျှင် အကျွန်ုပ်သခင်အရှင်မင်းကြီးထိုသူတို့သည်ပရောဖက်ယေရမိကိုပြုလေသည်များတို့၌မှားကြပါပြီမြေတွင်း၌ချထားကြပါပြီမြို့၌မုတ်ကုံသောကြောင့်ထိုတွင်း၌ငတ်မို့၍ တေပါလိမ့်မည်ဟု ရှောက်တော်ရှင်ဘရင်ကပရောဖက်ယေရမိမတေမီဤအရက်မှ လူ30ကိုခေါ်သွား၍မြေတွင်းထဲကနှုတ်ယူလောဟု ကုရှအမျိုးသားဧပဒမီလက်ကို အမိန်တော်ရှိ၏ဧပဒမီလက်သည်လည်းလူတို့ကိုခေါ်၍နန်းတော်အတွင်ဗန္နာတိုက်အောက်သို့ဝင်ပြီးလင်ဟောင်းလွှမ်းသော အဝတ်စုံများကိုယူပြီးမှယေရမိရှိရာမြေတွင်း၌ကျိုးနှင့်လျှော့ချလေ၏ ထိုအခါကုရှအမျိုးသားဣပဒမေလက်က မဟောင်းနှံသောဤအဝတ်စုတ်တို့နှင့်တင်ဤလက်ကတိကြား၌ကျိုးကိုခုခံပါလောဟု ဆိုသည့်အတိုင်းယေရမိပြုလေ၏ထို့သူယေရမိကိုမြေတွင်းထဲကကျိုးနှင့်ဆွဲတင်ကြ၏ထို့နောက်ယေရမိသည်ထောင်ဝင်းထဲမှနေလေ၏ တက်ဖန်ဇေတကိမင်းကြီးသည် လူကိုစေလွှတ်၍ဗိမာန်တော်၌တတ္တယအတွင်ခံတဲ့သို့ယေရမိကို ခေါ်ပြီးလင်သင်၌တစုံတစ်ခုကိုငါမေးမြန်းမည်အဘယ်အရာကိုမျှမထိမ်မဝက်နှင်းဟုဆိုသောယေရမိက အကျွန်ုပ်လျှောက်လင် အကျွန်ုပ်ကို မတက်ပဲအမှန်နေတော်မူမီလော အကျွန်ုပ်သည် အကြံပေးလင်အကျွန်ုပ်စကားကိုနားထောင်တော်မူမီလောဟုဇေတကိကိုမေးလျှောက်လေ၏ဇေတကိမင်းကြီးကလည်းငါတို့ကို ုအသက်ရှင်သောတတ္တဝါဖြစ်စေခြင်းငှာဖန်ဆင်းသောထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းတင့်ကိုငါမသက်တင့်အသက်ကိုရှာသော ထိုလူတို့လက်သို့တင့်ကိုငါမအပ်ဟုယေရမိအားတိတ်ဆိတ်စွာကြိမ်ဆိုလေ၏ယေရမိကလည်းဣတရီလအမျိုးဤဘုရားသခင်ကောင်းငင်ဘူးချေအရှင်ဘုရားသခင်ထာဝရဘုရားမိန်တော်မူသည်က ကိုရောသည်ဘာဘူးလုံရှင်ဘရင်ဤမူးမတ်တို့ထံသို့ အမှန်ထွက်သွားလျင် အသက်ချမ်းသာရတော်မူမည် ။ဤမြို့သည်လည်းမီးရှို့ခြင်းနှင့်လွတ်လည်မည်။ကိုရောနှင့်တကွဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် ကိုရောဒီဘာဘူးလုံရှင်ဘီရင်ဤမူးမတ်တို့ထံသို့မထွက်မသွားလေဤမြို့ကို ခလဒဲလူတို့လက်သို့အပ်၍သူတို့သည်မီးရှို့ကြလိမ့်မည်ကိုရောဒီလည်းသူတို့လက်နှင့်မလွတ်ရဟုဇေတကိကိုရှောက်ဆို၏ဇေတကိမင်းကြီးကလည်းခလဒဲလူတို့ဘက်သို့ကူးသွားသောယူဒလူတို့ကိုငါကြောက်၏ငါကို သူတို့လက်သို့အပ်၍ငါသည်ကဲ့ရဲ့ခြင်းကို ခံရမည်ဆိုရင်သည်ဟုဆိုလျင်ယေရမိကကိုရောကိုမအပ်ရ အကျွန်ုပ်ဆင့်ဆိုသောထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ ထို့သို့ပြုလျှင်ချမ်းသာရ၍အသက်ရှင်တော်မူမည်သို့မဟုတ်ကိုရောကငါမထွက်မသွားဟုညင်းလျင် အကျွန်ုပ်အားထာဝရဘုရားပြတော်မူသောအရာဟုမူကားနန်းတော်၌ကြံ့ကျွန်းသမျှသောမိန်းမတို့ကိုဘာဘူးလုံရှင်ဘုရင်ဤမူမတ်တို့ထံသို့ထုတ်ဆောင်ကြလိမ့်မည်ထိုမိန်းမတို့ကလည်းကိုရောဤအဆွေခင်ပွန်းတို့သည်သွေးဆောင်၍ နိုင်ကြပြီခြေတော်သည်ရွှတ်၌ကျုံ၍သူတို့သည်ဆုတ်သွားကြပြီဟု ကိုရောအားဆိုကြလိမ့်မည်ထို့သောကိုရောဤမယားနှင့်သားသမီးရှိသမျှတို့ကို ခလဒဲလူတို့ထံသို့ထုတ်ဆောင်ကြလိမ့်မည်ကိုရောလည်းသူတို့လက်နှင့်မလွတ်ဘဲဗာဗုလုန်ရှင်ဘုရင်လက်သို့ရောက်၍ဤမြို့ကိုမိရှုစီတော်မူမည်ဟု ရှောက်၏စေတဂိကလည်းဤစကားကိုအဘယ်သူမှမကြားမသိစေနှင့်တို့ပြုလျင်တင်တီမတေရ ngadi သင်နှင့်စကားပြောချောင်းကိုမူးမတ်တို့သည်ကြား၍သင်ရှိရာသို့လာလျက်သင်သည်ရှင်ဘရင်အားအဘယ်သို့လျှောက်သည်ကို၎င်းရှင်ဘရင်သည်တင့်အားအဘယ်သို့မိန်တော်မူသည်ကို၎င်းငါတို့အားကြားပြောပါလော့မထိန်မဝက်ပါနှင်းဟုဆိုလျှင်သင်ကလည်းငါကိုတေစေခြင်းငှာယောနသန်အိမ်သို့ပြန်စေတော်မမူမီအကြောင်း ရှင်ဘရင်ထံ၌ငါအတနာတော်ခံပြီးဟု သူတို့အားပြန်ပြောလော့ဟုယေရမိအားမိန်တော် ော်မူ၏ထို့အခါမူးမတ်အပေါင်းတို့သည်ယေရမိရှိရာသို့လာ၍မေးစစ်ကြ၏သူသည်လည်းရှင်ဘုရင်မှားထားသမျှအတိုင်းပြန်ပြောပြီးမှ သူတို့သည်မမေးမစစ်ဘဲနေကြ၏ထို့အမှုကိုအဘယ်သူမျှမယိမ်မိကြเยรูซาเล็มမြို့ကိုတိုက်၍ရသောနေ့တိုင်းအောင်ယေရမိသည်ထောင်ဝင်းထဲမှနေရ၏ယေရုရှလင်မြို့သည်ယန္တုလက်သို့ရောက်သောအခါထောင်ဝင်းထဲမှ ရှိသေး၏ Amen. God bless you.